ားလုံးပဲမင်္ဂလာပါရွှေရောင်းနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Manchester United ရဲ့ latest transfer news ကြောင်းကျွန်တော်တို့နည်းနည်းပြောကြည့်မယ် Manchester United ကဈေးကွက်ထဲမှာပေါ့နော်အဲကိုသမားအစ်တစ်ယောက်ထပ်မံရှာပွေနေတယ်ဆိုပြီးတော့ကျွန်တော်တို့သတင်းတွေတိုက်ထွက်နေတယ်မကြသေးမီကမှ Ryan Antwerp ကနေပြီးတော့အစနေလမန်ကို0.78တန်းနဲ့ခေါ်ယူခဲ့ပဲဆိုပေမဲ့လေဒီကိုသမားက Amorian system မှာနံပါတ်1ကိုသမားအနေနဲ့ထားမှာမဟုတ်ဘူးလို့သိရပါတယ်။ကိုသမားအပြင် လာမယ့်ဇန်နဝါရီမှာ Manchester United ကကွင်လယ်အတွက်လည်းထပ်မံအပြည့်ဝမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ Brighton လူငယ်ကစားသမား Carlos Baliba ကတော့ Manchester United ရဲ့နံပါတ်1ပြင်မှန်အနေနဲ့ရှိပြီးတော့ Carlos Baliba အပြင်နောက်ထပ် Crystal Palace ရဲ့ကစားသမား Adam Wooden နဲ့ကျွန်တော်တို့ဒီ Nottingham Forest ရဲ့ကွင်လယ်ကစားသမား Elio Anderson ကိုလည်းခေါ်ယူဖို့ကြိုးစားနေပါတယ်။ကစားသမားနှစ်ယောက်လုံးကအသက်20နှစ်22နှစ်ဝန်းကျင်မှာဖြစ်ပြီးတော့သူတို့နှစ်ယောက်လုံးကအင်္ဂလန်နိုင်ငံသားတွေဖြစ်ကြတယ်။ ျွန်တော်ပြောင်းရွှေ့ရေးရာခံမှန်းယူရို80လောက်ကုန်ကြနိုင်မယ်လို့သိရတယ်။ဈေးကွက်ပေါင်းကြီးတန်း80ရှိရပေါ့နော်။ဒီနှစ်ယောက်ထဲမှာဆိုရင် Manchester United က Nottingham Forest ရဲ့ကစားသမား Ilio Anderson နဲ့ပြောင်းရွှေ့ဖြစ်ဖို့ကပုံမနှီးစပ်နေတယ်။အာ Nottingham Forest ကဆိုရင်သူတို့ကြိုက်တဲ့ဈေးရတယ်ဆိုရင်ကစားသမားကိုရောင်းထုတ်ဖို့ဝင်မလေးတဲ့အသင်းဖြစ်တာကြောင့်ဒီပြောင်းရွှေ့ရပို့ပြီးတော့ဇက်သွားတယ်။ဇန်နဝါရီပြောင်းရွှေ့ကာလမှာဒီပြောင်းရွှေ့တကယ်ဖြစ်လာမလားဆိုတာတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါတွေက Manchester United ရဲ့စိတ်ဝင်စားစရာနောက်ဆုံးပြောင်းရွှေ့သတင်းတွေဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။